ွေ့ကြွေ့ကလေးကိုတိုက်တော့ကလေးမှချီပြီးတော့ဒီလိုလေးရမ်းပြတော့မ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 ော့ဒီပြေးဝင်ရတာပေါ့ဟလာတဲ့ချက်ကင်အရှိကဝင်တိုက်မယ်ဆိုကျွန်တော်မှအရှိကစောက်နေတာချက်ကင်ကတော့အနောက်ကဝင်တိုက်သွားတယ်တဲ့အဲ့တော့မင်္ဂလာပါ။ဒါကြောင့်အခုကျင်းတဲ့စစ်ကြောင်းရောက်နေပါဘောနော်။ကျင်းတဲ့စစ်ကြောင်းကိုမှဒီအောင်စရာဘက်မှာကျုံးနေတဲ့ရှေ့တန်းနေရပါဘောနော်။အဲရှေ့တန်းနေရမှာဒါတပ်ဖွဲ့တွေစီမှာရောက်နေရပါဘော။ရောက်နေတော့သူတို့ရဲ့အမှတ်တရတွေပြီးတော့အောင်စရာတဲ့ပတ်သက်လို့ထူးခြားချက်တွေရှိတယ်။အဲအဲဥစ္စာတွေပတ်သက်ပြီးတော့ကျွန်တော်မေးချင်တာ ဒါကြက်ကြီးရန်ကြတော့ဒါကျွန်တော်တင်တန်းမှာဒါစုံမှုတယ်ဗောနော်အဲ့ကနေ့ကသူ့အင်တာဗျူးဖို့ကြိုးစားတာဒါအဆင်မပြေလိုက်ဘူးအဲအဆင်မပြေလာခုတော့စုံရပြီစုံရပြီအဲ့ကျတော့ဒါညီကို၃ယောက်ပြောကြမယ်ဗောနော်အဲ့တော့ညီတို့မိတ်ဆက်ပြီကျွန်တော်ကတော့ကြက်ကင်မှာတက်စုမှုတော်ဝန်ထမ်းဆောင်နေတဲ့ကြက်ကင်မှာဟုတ်ကျွန်တော်နေပဲငရှိုင်းအာဟုတ်ကဲ့ Okay ပါအဲ့တော့ကျတော့အဲပထမဆုံးညီတို့ဒီဒီတော်လန်ရေးတဲကိုဝင်ဖြစ်တဲ့အကြောင်းဗောဝင်ဖြစ်တဲ့အကြောင်းဘာကြောင့်မလို့ဒီလက်လက်ကန်တော်လန်ရေးကိုရွေးချယ်ဖြစ်တာလဲ ဗေဟာတွေကတွန်းအားဖြစ်စေတာကျွန်တော်ကတော့ဒီလက်နက်ကင်တော်လန်ကြီးတွေကိုဝင်ပြရတဲ့အကြောင်းကြီးကတော့ရိုးရှင်းပါတယ်ဘာလို့ဆိုတော့ဒီကောင်တွေကိုကျွန်တော်တို့ဗဇက်နဲ့ပြောကြည့်တယ်မရဘူးလေဗဇက်နဲ့ပြောကြည့်တယ်မရဘူးသူကလက်နက်ရှိရင်ဘာမှဆိုလုံးလို့ရတယ်ဆိုတော့စောက်ချိုးချိုးတာဟုတ်တယ်ချိုးတဲ့အတွက်ဟုတ်ပြီမင်းတို့တော့လက်နက်နဲ့ဒီစောက်ချိုးချိုးငါတို့လည်းလက်နက်ရအောင်ကင်မယ်ဆိုပြီးတော့ကျွန်တော်တို့ ဒီလမ်းစဉ်ကိုရွေးခဲ့တာကျွန်တော်ဆိုရင်ဒီတက်ရောက်လာဆိုလေးနှစ်ကျော်ပြီပေါ့လေးနှစ်ကျော်ပါပြီပေါ့နော်အဲ့တော့ကျတော့အခုပြန်ကျုံးနေနိုင်ပြီပေါ့ပြန်ကျုံးနေတယ်အဲ့ဘလို့ကန်စားရတယ်ဘလို့ကန်စားရလဲဆိုတော့ပြောရမယ်ဆိုရင်ရတာရှိတာပေါ့နော်ရတာရှိရရတာရှိတာပေါ့နော်ကြားလိုက်ရဲ့ဆက်တဲမှာကြားလိုက်ရဲ့ကြက်ကင်အပေါ်ရောက်နေပြီပေါ့အပေါ်ရောက်နေပြီဆိုတော့တုံနေပြီဟောအဲ့လိုလားအဲ့လိုဒီကဖြစ်တာအဲ့လိုမျိုးပြီးတော့ကျွန်တော်တို့ကလည်းဒီရှေ့မှာနေရတာကြာသွားတယ်လေကြာသွားတဲ့ခါကျတော့ဂျန်သူက ူချင်းမမြင်ဘူးပဲမဲ့ဆက်ထဲမှာဒါရင်းနေနေတာသူဆဲကိုဆဲပေါ့သူဆဲကိုဆဲပေါ့ဟောနေခုနောက်ပိုင်းဆဲရောဆဲနေရလားဟောနေနောက်ပိုင်းကျမဆဲတော့ဘူးမဆဲတော့ဘူးမဆဲတော့ဘူးတခါကျရင်သူတို့အတန်လေးတွေကဘယ်လိုခေါ်လဲဆိုတော့အ၆တန်လေးတွေပေါ့လားကျွန်တော်လည်းအချောက်လိုက်ရှာနေတာဒါပွင့်နေပါတူသူဝင်တိုးတယ်အဲဝင်တိုးရင် ခဏဆိုသူပြန်ဆင်းသွားပြန်အောင်ပြန်ဆင်းသွားတဲ့ခံယူရရင်သူတို့လူကိုသူတို့ပြန်ဆဲသွားတယ်သူတို့ကမလေးတနေ့ရမှကင်နေပေါ့နော်တနက်တွေပါလေအာမေတို့အတုံးမကြောက်ဘူးပဲသူလူတွေသူအတုံးမကြောက်အော်ဆဲယူတော့၃နှစ်လောက်ကြာတယ်နော်အဲတန်တွေပါကြာသူတို့ချင်းချင်းတော့ဆဲအောက်ပြန်ဆင်းချသွားပြန်အောင်ရမလားရမလားလာလာသူတို့စမ်းကြည့်ရတယ်ဘယ်ရမရဘူးလေမနေ့တနေ့ရမှလက်နက်ကင်ပြီး PDF ဖြစ်လာတဲ့ကောင်တွေကိုမင်းတို့ကမတိုက်နိုင်ဘူးလားဒါသူတို့ကွန်မန်ဒါသူတို့ဗိုလ်ကြီးတွေအမိတ်ပေးတယ်ဩဒါပေမဲ့ဒီကောင်တွေကလည်းဗိုလ်ကြီးမိတ်ပေးတော့တက်လာတယ်တက်လာတော့လည်းတီးတာပါပဲ တိုက်မမတိုက်တတ်တာဘူးပြောမှဆိုရင်တော့အရင်ကတော့ကျွန်တော်တို့ကသူတို့နဲ့ပြောချင်တာတားကွာတယ်ဗျ။อืมကွာတယ်ဆိုတော့လုံနိုင်စွမ်းရောဒီကြံ့ခိုင်မှုတွေရောတားကွာတယ်လက်နက်စွမ်းအားတွေလည်းတားကွာဒါပေမဲ့အခုချိန်မှာကတော့ကျွန်တော်မြင်ပါတယ်ဒီကျွန်တော်တို့တွေရဲ့ရဲဘော်တွေရဲ့တကွေစွမ်းရည်ကလည်းမြင့်မားလာတယ်။တွေးခေါ်တွေကလည်းကောင်းလာတယ်။ပြီးတော့လက်နက်စွမ်းရည်ကတော့သူတို့နဲ့ရှင်တော့ကိုယ်ဘက်က native ဆိုပေမဲ့ဒီကောင်တွေ ကောင်းကောင်းကိုကျွန်တော်တို့တိတ်ထားလို့ရတယ်ပေါ့တိတ်ထားတိတ်ထားလို့ရငမိသိငချင်းတိတ်တိတ်ထားတိတ်တိတ်ထားလို့ရတယ်အဲညီလေးရောဘလို့ကြောက်မလို့ဒီတော်လိုင်းရေးတွေဝင်ပြခဲ့မခံရင်စိတ်ပါဟာကျွန်တော်မရှိဘူးမခံရင်စိတ်မတရားလို့ရတော့မကြိုက်ဘူးလေမကြိုက်ဘူးဒီကအဲ့ဒါပဲဒါအရှင်းပဲပြက်ပဲအရှင်းပြက်ပဲအင်းအဲ့တော့အခုဒါကျေတဲ့နေစင်ကြောင်းမှာ campaign လေးလုပ်နေရရှိတယ်။ဒါညီလေးတည်ရောနော်။အဲဒီဒီ campaign မှာလိုအပ်တာ sniper အတွက်လုပ်ကြတယ်ပေါ့နော်။အဲ sniper ဘာကြောင့်လိုချင်냐 ကျွန်တော်တို့ကဒီစနိုက်ပါကိုဘာကြောင့်လိုချင်တာလဲဆိုတော့စစ်စင်ရေးတစ်ခုမှဆိုလို့ရှိရင်စနိုက်ပါအဓိကအခရာအကြဆုံးပဲဟုတ်ဒီစနိုက်ပါကြောင့်ပဲဒီစစ်စင်ရေးတစ်ခုကပြောင်းလဲသွားတာတွေအများကြီးရှိတယ်အပြောင်းလဲတွေအများကြီးရှိတယ်အချိုးကွေတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့စနိုက်ပါကဘယ်လောက်ထိတောင်မှလဲဆိုတော့ဒီနောက်ဆုံးသူတို့တွေရဲ့ကွန်မန်ဒါတွေအထိကိုကျွန်တော်တို့ကဒီစနိုက်ပါနဲ့ကောင်းကောင်းချက်ပြီးတော့ပြစ်ခတ်နိုင်တယ်ဆိုရင်သူတို့ ျွန်တော်တို့မူလဆွဲထားတဲ့စစ်စင်ရေးထက်တော်မှာပိုအောင်မြင်သွားတာရှိတယ်။ဟုတ်ကဲ့။ကောင်းမှန်းပြတ်သွားရင်ဒီကောင်တွေကပြောမယ်ဆိုနလဘင်းလုံးတွေဘာမှမလုပ်တော့ဘူး။အော်ဘာမှမလုပ်တော့ဘူး။အဲအဲဒါကျွန်တော်တို့အတည်ဆုံးအခုချိန်မှာဒီကောင်တွေကိုကျွန်တော် ပြောရတယ်မင်းတို့ကမင်းတို့ဟိုဘလောက်ပဲလက်နက်ကိုနှစ်ပေါင်းများများစွာကန်ခဲ့ကန်ခဲ့အခုချိန်နေမှာမင်းတို့နဲ့ငါတို့နဲ့အရန်กว่าလေ။ဒါကျွန်တော်တို့ကိုကျွန်တော်အထင်ကြီးလို့ပြောတာမဟုတ်ဘူး။တကယ်လဲกว่าတယ်။ဟုတ်တယ်ဟုတ်တယ်တကယ်လည်းအများကြီးကြွားခဲ့တာရှိတယ်သူတို့တွေးခေါ်ကျွန်တော်တို့တွေးခေါ်သူတို့ယူဆကျွန်တော်တို့ယူဆ သူတို့တိုက်ပုံတိုက်နေကျွန်တော်အကုန်သိရပဲကျွန်တော်လေ့လာနေတာပဲသူတို့ဟာတွေသူတို့ရဲ့အာသာချက်တွေအားနည်းချက်တွေကျွန်တော်တို့လေ့လာတယ်အဲဒီလိုတူးချင်းမှာတော့အခုချိန်မှာကျွန်တော်ပြောရပါတယ်ကျွန်တော်တို့ရဲဘော်တွေနဲ့သူတို့တွေနဲ့အများကြီးကွာပါပါပြီကွာပါပြီနော်လေ့ကျင့်သားလဲကျွန်တော်တို့မှပြည့်ဝလာပြီပေါ့နော်အဲကြတော့မြေပြင်မှာအဲခုနလိုပေါ့နော်စေချောင်းတစ်ချောင်းလုံးအောင်ပြုတ်အောင်ဆော်မယ်ဆိုတော့အမျိုးထက်စေချောင်းမှာဥဆောင်လာတဲ့ခေါင်းဆောင်ဖြုတ်နိုင်တယ်ဆိုရင်စေချောင်းတစ်ချောင်းလုံးပြက်စီးရတဲ့ဒူဒူပဲ အဲ့ဟာအတွက်ကိုဒီစနိုက်ပါကအရန်တော့ရန်ကိုအသုံးဝင်ရှေ့မှာလည်းအဲ့လိုတွေရှိရတော့ရှိတော့ဟိုကတက်လာတယ်ပြွာပြွာမှုကင်ထုတ်ပလိုက်တယ်ကင်ထုတ်ပလိုက်တယ်ကြောင်ကြောင်လုံးပျောက်ကြောင်ကြောင်လုံးပြက်ထွက်ပြေးအဲ့လိုမျိုးတွေဖြစ်တယ်ဗောနော်ညာဘက်မှာဆိုလည်းအဲညာဘက်ကတိုက်ပွဲတစ်ခုမှာအဲ့လိုအဲတိုက်ပွဲဖြစ်လိုက်တယ်ဖြစ်ပြီးတော့10မိနစ်အတွင်းမှာသူတို့ရဲ့စစ်ကြောင်းမှုကတေဝါတေဝါအောက်မှာရှိတဲ့ရောက်90ဆက်ထွက်ပြေးတယ်အဲဆိုသူတို့ထိန်းချုပ်မှုမရှိဘူးသူများအလုံးများတယ်ဟုတ်တယ်ဟုတ်တယ်ပြီးကြတယ်သူတို့ကြတော့စကောင်းတကောင်းနဲ့တွားနေတယ်နောက်လိုက်နေတယ်ကျွန်တော်တို့စီမှာကြတော့ စကောင်းနေအများကြီးပဲဟုတ်တယ်တယောက်ဖြစ်သွားလဲနောက်တယောက်ကဥဆောင်နိုင်ရဟုတ်တယ်စစ်စင်ရေဘယ်တော့မှအပြစ်မခံအခုလဲကျွန်တော်အပေါ်မှာပြောခဲ့တယ်ကျွန်တော်ကနောက်ပြီးပြောတာပါနော်ရာသီဥတုကလည်းအပေါ်မှာ24နိုင်မိုးအရွာတာဒါအေးတယ်ဒီလိုရာသီဥတုမျိုးနဲ့ဘယ်စစ်သားစစ်တိုက်ချင်မှာလဲလို့ဒါမှမဟုတ်ငါတို့ကတော့တိုက်ရမှာပဲဟုတ်ဟုတ်ဟုတ်တိုက်လဲတိုက်နေတာပဲကျွန်တော်တို့အဲ့လိုတိုက်မှန်းသီးလို့လဲဒီကောင်နေလဲကြောက်လဲကြောက်တယ်อืมအရင်ဆိုရင်တို့ကကျွန်တော်တို့ကိုဖိအားပေးတယ်လေနေမိန်နိုင်ညမိန်နိုင်အောင်ဖိအားပေးခဲ့တာအခုကကျွန်တော်ပြန် ပြီးတော့သူတို့ဖိအားပေးနိုင်တယ်ဒါဂျင်းနေစရာပေါ့ဟုတ်ပါတော့ဒါလုံးဝစနိုက်ပါနဲ့ပတ်သက်လို့ဒါလိုချင်ကြောင်းပေါ့နော်အဓိကတော့လိုချင်တာပေါ့နော်ဒီ campaign ကိုလည်းအောင်စေချင်တယ်ဒါတော့စနိုက်ပါရလာပြီဆိုရင်အပြောင်းလဲတွေအများကြီးလုံနိုင်မယ်လို့ယုံကြည်လို့ပေါ့နော်အဲဒါကဒါကတော့ဒါ campaign နဲ့ပတ်သက်လို့ပြောရပါဘောနောက်ခုကဒါညို့နည်းနည်းအမှတ်တရပုံစံမေးချင်တယ်မမရဖြစ်ဖြစ်ဒီပါလေလောက်အောင်ပြောပါအညီရှိလားမမရဖြစ်ဖြစ်ရတော့တခုရရှိတယ်တရားဒီရောထိုင်လေးရနေပြီတော့ ဟိုကွာအပေါ်ကနေအောက်ပြန်ဆင်းရတဲ့ခါကြီးရရင်အောက်မှာလည်းကွာမနာဘူးဟွန်းเนาะအပေါ်ကညီကိုတွေဟိုစားရေးသူတို့လိုအပ်တာလေးတွေကွာတော်တော်ပို့ပေးရဟွန်းပို့ပေးရတဲ့အခါမျိုးကျတော့ဟိုကျွန်တော်တောင်ကျေရောက်တာပေါ့เนาะဒီကဆိုင်ငယ်လေးနဲ့သွားတာပေါ့ကျောင်းဆိုဒီဟာဆစ်ဆင်ရနီးဆုံးပဲကိုကျွန်တော်ကြတော့အာဟိုသွားတော့ဟိုလဲရောက်ပေါ့နှစ်ယောက်တက်ပို့တာပေါ့เนาะတက်ပို့တော့ဟိုလဲရောက်ရောက်ပေါ့အထုပ်တင်တဲ့ပန်းသီးတွေရောပါတယ်ဗျအပေါ်တင်ပေးဖို့ဟာစားကြလို့ဆိုလို့အာပန်းသီးတွေလိမ္မော်သီးတွေပါတော်များပါသီးနေပြောပြကျွန်တော်ရက်မဲ့အဲ့လိုနေရာလေးမှာပဲ အဲသူတို့က၄ယောက်ပေါ့နော်အလင်းဝင်လာတာပေါ့နော်အဲလက်နဲ့ကိုကြီးနဲ့သူတို့ဝင်လာကြလက်နဲ့နဲ့လာတိုင်လေးမှာတူကြီးကွာကွာတော့ပို့တာကိုဒီကတော့တော့ဘာမှမပေါ့အာလိုက်ပို့တဲ့တကယ်ချင်းရှာနေပြီးတော့ဟိုဟာတနက်မြေမြန်ဘောကွာမြောက်လေးကိုတရားမြေမြန်ဆန်ဆန်မဲကိုအရှိတမ်းပါလေတကယ်အလုံးလုံးရဲ့ဟိုပြည့်ပြည့်ရအားရတယ်ကျွန်တော်ကြားလေတွေ့ကြုံနေရှိနေရှားတယ်အမြင်ကလေပြီးတော့စပြီးလို့ကျွန်တော်အောက်ကတက်သွားတယ်လူမဟုတ်တော့ဘူးအမြင်ကလေပေါ့တကယ်ကျုံသွားတဲ့လူတွေလေဆိုတော့ မြင်အောင်ပြောတကယ်ကြီးရတနာပါဖမ်းလို့ရကောက်ချိန်နေတယ်ကြည်လည်းမရှိဘူးကြည်လည်းတော့လာအောင်အဲ့တော့မသိဘူးအကောင်ကြီး၄ယောက်အကောင်ကြီး၄ယောက်အလေးယောက်ဘာမှမသိဘူးဒုကလေးမှာကင်ပြီးတော့သူတို့ကြွကြွလေးကလေးကိုတိုက်ဒုကလေးမှာချီပြီးတော့ဒီလိုလေးရမ်းပြတော့မောက်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 ဒီပြေးဝင်ရတာပေါ့အာပြီးတော့မုတ်တရားအတိုင်းထားကြတော့လာခေါ်တဲ့ကားကိုယ်လည်းပြန်မကောက်နိုင်ဟမ်ဟမ်အဲ့ဒီအပေါ်လူတွေဘာမှမရတော့ကားတက်ကြည့်ကွာအပေါ်ကြားရောအဲ့တော့အမေရလုံး လေးယောက်အလင်းဝင်တာလက်နဲ့ပြေဆုံးတယ်ထမင်းသွားဖို့လားနှစ်ယောက်လက်နဲ့ကကြည်မပေါ့လက်ကြည်မပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တက်တဲ့နဲ့စကြောင်းမှာထောက်ဖို့တောင်းဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဟယ်ရီဖြစ်ပါတယ်ခင်ဗျာလက်ရှိကျွန်တော်တို့ဒီတက်တဲ့နဲ့စကြောင်းကနေပြီးတော့ပြည်တုံးနေတဲ့ကမ်ပိန်းလေးတစ်ခုရှိပါတယ် Black Panther ပြည်တော်တန်တော့အမိရပါတယ်ခင်ဗျာတတ်မှတ်ကာလကတော့မေလ15ရက်နေ့ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာတာဂက်မောင်းကတော့တင်းတုံးတောင်ချက်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ 14ရာခိုင်နှုန်းပဲရှိပါသေးတယ်ခင်ဗျာဒါကြောင့်မလို့ပြည်တွင်းပြည်ပမှာရှိတဲ့တော်လန်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000ရဲ့ campaign လေးကိုပါဝင်အားဖြည့်ပေးကြဖို့ရအတွက်ထပ်မံတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther 3000ရဲ့ campaign လေးမှာပါဝင်လို့တဲ့မိဘပြည်သူများအနေနဲ့ Black Panther Column Page Black Panther Column Horizon Page ဒီတဲ့အခါကျတော့ဒီကျွန်တော်တို့ post time post time မှာနိုင်ငံတကာ affiliate page ကိုလည်းအသေးစားလေးချပေးထားပါတယ်ခင်ဗျာ အဲ့နိုင်ငံတကာ FRA စီမံတဲ့ယုံကြည်စိတ်ချတာနဲ့ပါဝင်ပေးလို့ရပါတယ်။ပြည်ပပြည်တွင်းပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေနေတဲ့တက်ဆိုင်ရာနိုင်ငံအလိုက်တက်ဆိုင်ရာငွေကြေးအလိုက် FRA စီမံဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာနဲ့ပါဝင်အားပေးပေးလို့ရပါပြီခင်ဗျာ။မိဘပြည်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဒါလောကအောင်စရာရဲ့အောင်စရာနဲ့ကြုံရတဲ့ချိန်မှာဒါအောင်စရာဖြစ်ပြနေတဲ့ဟာပေါ့နော်လောကဘယ်လောက်တောင်မှဖွဲ့စည်းပုံပြတ်နေလဲဆိုတဲ့ဟာပေါ့ လေးယောက်လက်နဲ့လာတယ်လက်နဲ့နဲ့လာတယ်နှစ်ယောက်ကိုမြင်တယ်သူတို့ကအရင်မြင်တာသူတို့ကအရင်မြင်တာကိုရီးယားဆိုင်ကလေးနဲ့အဲ့ကိုရေရောက်လှမ်းတွေးလိုက်တယ်ငန်းတက်မငန်းငါးဆိုတဲ့အင်းကြီးကိုလှမ်းတွေးလိုက်တာဟုတ်อืมတွေးလိုက်တော့ဆိုင်ကလေးအစ်စ်မှောက်လည်းမရဘူးလေအဲ့တော့ကွာဆိုင်ကလေးမနေရပြီတော့အထုတ်တရားဒီိုင်းကင်သွားတာဟုတ်ကင်တော့အထုတ်တဲ့အတိုင်းလေးပဲဘယ်သူပြချလို့ဟိုကောင်ရေတနေကိုမြန်တဲ့အဲ့မှာကျယူလုပြီးတော့ပြေးချိန်လာလိုက်တာသူတို့ကချိန်လို့ချိန်အောင်မရှိဘူးကွာချိန်ယူသွားပြီဒါပေမဲ့ကိုယ်မှတနေကြည့်မရှိဘူး อีพี่จริงไม่ย่าเลยพี่จริงจะโทรไล่ตาบ่เนาะเออจริงโทรไล่อ่ะย้ายไปฟอร์เฟทบ่กว่าฉิ่งย่าเลยอ่าตะเกเนาะไอ้โหลไอ้โหลเนี่ยก็ฟังแก่ล่ะอ๋อตัวอ่ะจรเราลาพี่รอโหอ่ะบ่ดีရိတ်ခါကျွန်တော်มาလဲရိတ်ခါကြောက်ပြီးပါလာပို့တာเออလာပို့တဲ့ခါကျတော့အဲ့မဟုတ်ကျွန်တော်ပုံမှာเนาะပုံမှာเนาะအဲ့သူအဲ့မှာသူစတဲ့မှာကျွန်တော်သဘောဟိုอ่ะဘာဆိုသဘောပေါက်လိုက်ပြီ तू ပေါက်လိုက်တာဘာလဲဆိုဒီမှာလက်ဆောင်ရတယ်တဲ့လက်ဆောင်ရတယ်လာကြပါဦးအမြဲစင်းလာပါဦးအဲဒီလိုမျိုးတက်ဆိုင်ရတယ်လှမ်းပြောတော့ ကျွန်တော်တို့လည်းစဉ်းချလာစဉ်းချလာတဲ့အခါကျတော့အော်တဲလေးရောက်လေးရောက်ဟိုပါလက်နဲ့အပြည့်စုံ equipment အပြည့်စုံနဲ့စကားစား၄ယောက်ကို तू ကဘာမှမပါတဲ့ကောင်ကတနေ့ချိန်ပြီးတော့ဟိုလေးကောင်ကအလင်းဝင်နေတာအဲ့လိုမျိုးတော့ထွေးရတယ်ဆိုင်ကပြန်ကိုင်တော့မိရပါဘောနော်အဲ့လိုမျိုးကိုကဟိုနောက်ကြောင်ဆုတ်တဲ့အကျင့်တော့မရှိတော့မြင်တော့ဟိုဟာဖြစ်တော့စိတ်ကလည်းမရအောင်မြောချက်ချင်းပဲရက်ပြီးတော့ဟိုဟာဖြစ်တာဟွန်းလောက်အဲ့ဒါကြီးလေးကဘာမှမတရားရှိဘူး အောင်စီရနဲ့ပတ်သက်လို့အောင်စီရနဲ့ပတ်သက်လို့ကအဲ့ဒီမှာဟိုကျွန်တော်တို့ဖမ်းမိတဲ့၃ပန်းနေကပြန်ပြောတဲ့စကားရယ်ပြီးတော့အလင်းဝင်လာတဲ့လူတွေရဲ့စကားရယ်ပြီးတော့ကျွန်တော်ကျွန်တော်နဲ့သူတို့နဲ့အမတ်တရပေါ့အင်းအမတ်တရဆိုတဲ့ဟာလေးကိုသူတို့ပြောတယ်ချက်ကင်းနဲ့ကွန်မန်ဒိုတွေတက်လာပြီတဲ့ချက်ကင်းနဲ့ကွန်မန်ဒိုတွေတက်လာပြီပေါ့အဲသူတို့ကကွန်မန်ဒိုတွေတက်လာပြီဆိုတော့ချက်ကင်းနဲ့ကွန်မန်ဒိုတွေတက်လာပြီဆိုတော့အဲသူတို့ဘိုကြီးရတွေပြီးတော့အဲတောင်ငွေရဲ့အရှိမဒီလိုမျိုး တိုက်ကင်းနေဘာတွေမိုင်းနေထောင်ခိုင်းတာနေမိတ်ညမိတ်နေနှစ်ရက်တဲ့ကြက်ကင်ကဒီရှိကတက်လာမယ်လို့တဲ့အဲ့ကောင်ဆက်တဲမှာပြောထားတယ်တဲ့သူတို့ကကြားပြတ်နားထောင်နေတာအာဘူကြီးကတခါတည်းသူတို့ဘူကြီးကအဲ့မှာတခါတည်းသွားဆောက်ခိုင်းတာတကယ်တကယ်ကျွန်တော်တို့တကယ်တက်တိုက်တော့သူတို့ရိတ်ခါကုန်းကိုကျွန်တော်ဝင်တိုက်ပြစ်လိုက်ရောနောက်ကနေပြီးအခု justice တို့ဘာတို့ကရဲဘော်တွေပါတယ်ကျွန်တော်ဝင်လုံးပြစ်လိုက်ရောဝင်လုံးပြစ်လိုက်ရော အဲ့တော့ပြီးွားပြီပေါ့နောက်ပိုင်းဒီကောင်းနေဟိုဘက်ကဒီတော့လင်းဝင်လာတခြားရွာဘက်ကလင်းဝင်လာတော့ရောက်လာအလားရဲ့ချက်ကင်အရှိကဝင်တိုက်မယ်ဆိုကျွန်တော်မှအရှိကစောက်အောင်နေတာချက်ကင်ရတဲ့အနောက်ကဝင်တိုက်သွားတယ်လေအဲ့လိုမျိုးစောက်စောက်တာမားနေလေအတွေးခေါ်နေလူသေးတယ်ပြီးရင်ချက်ကင်ဒီရှိကလာမယ်ဆိုပြီးတော့တနက်5:30ကျလောက်ဖောက်ပြီးပြီးရင်ဘေးရတော့ဝင်တိုက်သွားပြန်ဟောတယ်အဲ့လိုမျိုးအလားရီလည်းကြုံမှုတယ်နောက်တခါဟိုအရှိမှကျတော့သူတို့ရိတ်ခါတွေပြတ်ရိတ်ခါတွေပြတ်နေတော့အဲ့ဒီ ဒေါင်အိုးကြီးနဲ့တို့ရှေ့တန်းကိုလာပို့တာဟင်းဒီဟာကျွန်တော်တို့အခုတက်ခွဲမှုပါတာပေါ့ကိုဘိုးသူအင်းသူကလည်းလားတယ်ငါတို့အဲ့ဒီရှေ့သွားမယ်ဆိုတော့သွားကြတာပွိုက်လေးရတယ်ကက်ရက်လေးပဲနော်ပွိုက်လေးရတယ်ကက်ရက်လေးပဲအဲ့ဒီမှာရန်သူနဲ့ကိုနေကဘာမှမကွာဘူးဗီတာ30 40, 40ပဲရှိတယ်ကက်ကက်လေးအဲ့ဒါကျွန်တော်တို့ကသူတို့စီးကိုကြော်သွားပြီအလားသူကလာပို့တဲ့လူကအဲ့ရဝမ်းသာနဲ့ဆရာတဲ့ဟင်းရပြီတဲ့အားနဲ့ဘာဟင်းလုံးလို့ ဘာဟင်းရှိရမလဲဆရာလေးတဲ့ပုံမှန်တိုင်းပဲပေါ့တဲ့အေးပုံမှန်တိုင်းဘာဟင်းတော့လို့မေးလိုက်တော့မပြောဘူးချက်လေးတဲ့အဲဆိုချာချာချာပြောမဝမ်းမောက်ဆိုပြီးတော့အဲကောင်အခုချိန်နေရှိတယ်သူ့ကိုနမပေးရတယ်ငါပြောဘူးပေါ့သူမောက်မောက်ကနေတော့သူပြောတယ်ဟာလေကျော်နေရမှားသွားပြီသူတို့နေရကိုကြော်ပြီးမှကိုရီရှိလို့ရဒါပေမဲ့ကိုရီနီးနီးလေးဆိုတော့လေကြော်လဲကြော်နိုင်ပါလေအရန်ကန်လုံးကြီးတော့အဲ့လိုမျိုးလေးဘာလို့လဲအဲ့လိုတောင်းတော့ကတ်နေရခိုင်မှုကြရင်စနိုက်ပါဘေးကထောက်ပေးထားရဆိုရင် အတွင်းထဲမှာလှုပ်လှုပ်ရတဲ့ရဲဘော်တွေကအများကြီးအဆင်ပြေတယ်။ဘာလို့ပေါ့အခုအဲ့လိုရန်ကန်နေတဲ့ point တွေရှိမယ်အဲ့ဒါကိုဘေးကနေချက်သူတို့ကလည်းဟိုလှုပ်လှုပ်ရှားရှားမဖြစ်အောင်ဘောနော်။အဲမြင်လာတဲ့ sniper ကတော့လုံးဝကျင်းနေတာဟုတ်။ကျင်းနေတော့ဖက်သူလှမ်းပြလို့ကောင်းတာဘောနော်။ပင်မန်းတာနော်။ sniper ဘွဲတွေကတော့အထူးပင်မန်းတာပေါ့သူတို့မှာဟိုမှာကျွန်တော်တို့ဆိုရင် sniper ဘွဲတွေကိုနေရောညရောဘူကြီးဆိုရင်ဒီလိုမျိုးစီစဉ်ထားတာ။ sniper တွေနဲ့ပဲဘူရာဘော။အဲဘူရာဘောက ဘွေးဘူတာဘောကအကုန်လုံးဒါတွေစီစဉ်ထားတာသူစီစဉ်ထားတာအကွက်စေ့နေရောအရင်ဆိုရင်ဒီစနိုက်ပါတွေပဲအောင်စရာကိုတိုက်ခဲ့တာတွေလည်းနဲတာမဟုတ်ဘူးဟုတ်တယ်အများကြီးအသေးဆိုလည်းဒေးသမားလည်းရောက်နိုင်ဆိုလည်းနိုင်သမားလည်းရောက်အဲ့ဒါစနိုက်ပါရဲ့ပြင်မဲ့တူတော်တော်လေးသူသူရိလို့ပါလို့အဲသူရိလို့တော့ရပြုတ်တဲ့ကောင်လေတော်တော်ကိုသူရိလည်းဒီမှာတော်ဖြစ်သွားတာပဲဖြစ်သွားတယ်ပုံကျိုးလာနော်တော့ပြည့်စိတ်ချရတယ်နော်အဖွဲတွေကဒီဘက်ရဲ့အခြေအနေကိုသိတဲ့ ူတို့အောင်စရာလူဆိုပြီးဒီစနိုက်ပါတဲမှာအခုလိုကိုသူရိန်တို့ပါတို့ဒီလိုနမယ်ချားပြီဆိုတာနဲ့ဒီကောင်တွေကတေလို့ရပြီတေရောတေနေပြီဒီကောင်တွေကအဲ့လိုမျိုးဖြစ်နေတယ်အတန်ကြားအောင်လည်းတေနေတယ်အတန်ကြားတာလည်းတေနေတယ်ဆက်ထဲမှာကြားအောင်လည်းအဲဟိုဘက်မှာဒီကောင်တွေမယုံဘူးလေမင်းတို့မယုံရင်ကြိုက်တဲ့နေရာမိုးပေါ်ထောင် ဖောက်လိုက်တဲ့နဲ့ကိုသူရိန်ကလည်းအဲ့ဒီနေရာကိုရောက်အောင်လိုက်ပစ်နိုင်တာတစ်ချက်ဆိုတစ်ချက်ပဲဟိုကလေးဝင်လာတဲ့လူတွေရဲ့ကိုတွေရဲ့ဥစ္စာခင်ခင်မိမိပေါ့နော်အလုံးကြရကိုညီကိုတွေပဲဟိုလိုပဲဖြစ် အဲ့တော့စကားကြီးပဲပြန်ပြောရအောင်အဲ့ကိုသူတွေဆိုရင်သူတို့ပြောပြရဲကိုသူတွေအရှိထွက်လို့ point ကြည့်နေပြီဆိုရင်တရားကလမ်းမလျှောက်တော့ဘူးလေအဲ့လိုမျိုးရင်သူတို့ယာရှိတွေပဲသူတို့စက်တွေပဲကင်ရတာဟုတ်ကင်ရတော့အဲ့ကျရင်အကုန်လုံးစက်တွေဖြုတ်လေဖြုတ်ကြည့်ပြီပြက်သူတို့ကအဲ့ဒါကြောင်းနဲ့ကြောင်းနဲ့အဲ့ရရှိပြီးတဲ့နေရာတယောက်ပေါ့နော်အော်ခုနကတော့ဖမ်းတယ်ဟိုပါလေလင်းဝင်လာ၄ယောက်တည်းတယောက်တယောက်ပါလေအဲသူပြောပြတာပေါ့နော်သူဆိုရင်ဟိုရရှိဘော်လီဗီးယားဆိုတော့ မိနာမှာစက်တွေပါကြီးသူကလည်းရှိတော့เนาะသူလည်းချက်ချင်းဖြုတ်ရတယ်မရဘူးလေကိုသူရဲတန်ကြားရင်ဟိုကိုသူရဲတကယ်လေးတော့ကောင်းပါလုံးဝအခုကစနိုက်ပါဖွဲ့တွေကအဲ့လိုတွေအကုန်လုံးဖြစ်ကုန်ပြီเนาะကိုသူရင်တယောက်တင်မဟုတ်တော့ဘဲနဲ့ channel ဖွဲ့တွေကလုံးဝတကယ်ကြည့်လိုက်ရင်လုံးဝအားနဲ့မှန်တယ်เนาะသူတို့ဘလောက်ပြင်မှန်းပြင်မှန်းပြန်လာပြီဆိုရင်လည်းသူတို့ပြင်မှန်းတဲ့ပုံစံကတော့ပေါ်တယ်ဒါပေမဲ့စိတ်ကြရတဲ့ပုံမရှိဘူးမရှိပါဘူးလုံးဝလုံးဝသွားမယ်နောက်နေ့လည်းဆက်ကြုံးမယ်အဲဒီကောင်းဒီကိုဖြုတ်ဖို့အတွက်ကိုပဲခေါင်းထဲမှာထည့်ပြီးတော့လုံနေကြအောင်ဆိုတော့နော်တကယ်ကိုလေးစားဖို့ခေါင်း